ဆန်းလှပိုင်းအတန်းကိုမှီသေးတယ်။ဘတ်7 93မြောက်အတန်းဖြစ်သွားပြီ။ကျွန်တော်တင်လာက93မြောက်ဖြစ်သွားပြီ။ဆန်းလှပိုင်း6ရက်နေစမှာဖြစ်ပါတယ်။အခုထိတော့လူမပြည့်သေးဘူး။အဲ့လိုရသေးတယ်။မှီသေးတယ်။ဒီမျိုးကျွန်တော်ခဏခဏလာပြီးတော့တင်နှန်းကြောင်းတွေမေးကြလုံးဝကြည့်လို့ကျွန်တော်ဒီဗီဒီယိုမှာတင်နှန်းကြောင်းကိုကျွန်တော်ရှင်းပြတယ်။ကျွန်တော်တင်နှန်းမှာဘာတင်ငန်းစာတွေပါမှာလဲ။ဘယ်လိုလူမျိုးတွေတက်ကြမှာလဲ။ပြီးရင်တင်နှန်းမှာကျွန်တော်ဘယ်လိုတင်ပေးမှာလဲ။အဲ့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ရှင်းပြရမှာဖြစ်ပါတယ်။ဒီတင်နှန်းစီးတော့ဘယ်လောက်လဲအဲ့ဒါလေးပြောပြမယ်နော်။အဲ့တော့ကျွန်တော်အရင်ဆုံးပြောချင်တာကဒီတင်နှန်းကိုဘယ်လိုလူမျိုးတွေ တက်ရမလဲဘယ်လိုလိုမျိုးတွေ join နေလဲပေါ့နော်ဘယ်လိုလိုမျိုးတွေတက်ရမလဲဆိုတော့ကျွန်တော်တင်နန်းကအဓိကဦးစားပေးတာကကိုပိုင်လုပ်ငန်းအခုမှစခြင်းတဲ့သူတွေတင်နန်း join နေတယ်ကိုပိုင်လုပ်ငန်းအကြောင်းနားလဲခြင်းတဲ့သူတွေကိုပိုင်လုပ်ငန်းလုပ်တဲ့ခါကျလို့ရှိရင်ဈေးကွက်ကိုကြည့်တတ်ဖို့မြင်တတ်ဖို့ customer နဲ့ပတ်သက်ပြီးတော့ marketing အကြောင်း social media စသဖြင့်ဒါတွေကိုနားလဲဖို့အတွက်ကျွန်တော်တင်နန်းအဓိကဖွင့်ပေးရဖြစ်တယ်အဲ့တော့လုပ်ငန်းကတော့အခုမှစနေပြီဒါပေမဲ့လုပ်ငန်းကိုချဲ့ကျင်တယ်လုပ်ငန်းကို social media နဲ့ပေါင်းပြီးတော့မှပို့ပြီးတော့ level မြင့်တဲ့တနေရာကိုသွားကျင်တယ်ဒီလိုလူတွေအတွက်လည်း join လို့ရတယ်ကျွန်တော်တင်တယ်အဲ့တော့ ်တင်နန်း join တင်တဲ့သူတွေကတော်တော်လုံးလူမျိုးတွေပဲအဲ့တော့နိုင်ငံခြားမှာကိုကလှုပ်သွားလုပ်နေတယ်မြန်မာနိုင်ငံမှာပြန်ပြီးတော့မှကိုကကိုပိုင်လုပ်ငန်းလေးလှုပ်ရှင်တဲ့သူတွေနဲ့ကြိုပြီးတော့ join လာရတယ်တင်နန်းမှာဘာလုပ်ရမလဲဆိုတာကိုကျွန်တော်တစ်ဆင့်ချင်းတရားလေးတင်ပေးတယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်တင်နန်းမှာတင်နန်းကို join တင်တဲ့သူတွေရဲ့အကြောင်းတင်နန်းမှာဘာတင်ငန်းလာတွေပါလဲဆိုတော့ပြောမယ်အရင်ဆုံးတင်နန်းမှာပါလာကတော့ကျွန်တော်ကကိုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးဘာနားလဲရမယ်ဈေးကွက်အကြောင်းနားလဲရမယ်အဲ့တော့ဈေးကွက်အကြောင်းကျွန်တော်တင်ပေးတယ်ဈေးကွက် ဈေးကွက်ကို market research ဈေးကွက်သုတေသနလုပ်ပုံလုပ်နည်းတွေဘယ်အချက်တွေကိုအခြေခံပြီးတော့သုတေသနလုပ်ရမလဲထိရောက်တဲ့ market research ဖြစ်ဖို့အတွက်ဘာတွေကိုအခြေခံရမလဲဒါတွေကိုသင်ပေးတယ်ဒါ market research ပြီးသွားပြီဈေးကွက်အကြောင်းနားလည်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာစဉ်းစားရမလဲဘယ်လိုထုတ်ကုန်တွေရအောင်မလဲထုတ်ကုန်အကြောင်းစဉ်းစားရမလဲကျွန်တော်တို့ကဈေးကွက်အကြောင်းသိပြီဘာရအောင်မှမသိဘူးဘာလုပ်အောင်မသိဘူးဘယ်လိုစဉ်းစားရမလဲအခြေခံပြီးတော့ဒါကိုသင်ပေးတယ်ထုတ်ကုန်အကြောင်းကိုထုတ်ကုန်ရွေးချယ်ပြီးပေါ့ထုတ်ကုန်ဘယ်လိုလုပ်ရမလဲထုတ်ကုန်ဘယ်လိုမျိုးထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုဘာပေးရမလဲဒါတွေကိုကျွန်တော်သင်ပေးတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့က ထုတ်ပြီးထုတ်ကုန်ရှိပြီးဈေးကွက်လည်းနားလည်ပြီးဘာကျန်သေးလဲ customer customer ကိုနားလည်ဖို့လိုတယ်ကျွန်တော် customer ကိုသိမှရမှာကျွန်တော်အမြဲတမ်းကျွန်တော်ဗီဒီယိုတွေမှာဆိုလို့ရှိရင် sharing လုပ်ပေးတယ် customer အကြောင်းအရင်းစဉ်းစား customer ရန်ရေးကြည့်တယ် customer ကိုအခြေခံပြီးစဉ်းစားရမယ်ကျွန်တော်ရဲ့သင်တန်းသားတွေရောကျွန်တော်ရဲ့ဗီဒီယိုတွေရောကြည့်လိုက်အကုန်လုံးက customer ကိုဦးတည်တာ customer အခြေပြုသွားတာဖြစ်တယ် customer ကိုဦးတည်ပြီးမှကျန်တဲ့ဟာကိုကျွန်တော်ဆက်လုပ်တယ်အဲ့တော့ customer အကြောင်းကိုနားလည်ဖို့လိုတယ် customer နဲ့ပတ်သက်တဲ့ psychology တွေ customer တွေကဘယ်လိုမျိုးတွေးခေါ်တယ်လဲ customer တွေကဘယ်လိုအခြေအနေမှာဝယ်လေးဝယ်ထားရှိလဲ ဒါတွေကိုကျွန်တော်သင်ပေးတယ်နောက်တစ်ခါကျတော့ဟုတ်ကဲ့ customer တွေသဘောတရားကိုသိပါပြီဒါဆိုလို့ရှိရင်ဒီ customer တွေကိုကျွန်တော်တို့ message သိဖို့လိုတယ်ကြော်ညာလက်ဖို့လိုတယ်ဒါ online ကနေကြော်ညာမှာလား offline ဖြစ်တယ်အပြင်ကနေပြီးကြော်ညာမှာလားဘယ်လိုကြော်ညာမှာလဲအဲကြော်ညာ business ကိုသင်ပေးတယ်အဲ့တော့ customer နဲ့ပတ်သက်တဲ့ရောင်းမှုရောင်းနည်းတွေသင်ပေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကြော်ညာနည်းတွေသင်ပေးတယ် marketing ပေါ့နော်အဲ့တော့အကြောင်းလေးပါမယ် marketing လေးပါသွားမယ်သင်တန်းမှာနောက်တစ်ခုကကျတော့ကျွန်တော်ဟုတ်ပြီအကြောင်းပိုင်းတော့သိပြီဒါပေမဲ့ ဲ့ဒီ marketing မှာကျွန်တော်တို့အရေးကြီးဆုံး social media marketing အရင်ရေးကြည့်တယ်ကျွန်တော်အများအားပြောတယ် social media ဆိုတာကလက်ရှိအနေအထားမှာမသုံးလို့မရတော့ဘူး social media ကိုသုံးဖို့သုံးတတ်ကြမှာကိုယ်ပိုင်လုပ်ငန်းလုပ်မဲ့သူကပို့ဖို့သုံးတတ်ကြမှာ social media အဲ့တော့ social media အကြောင်းကိုကျွန်တော်သင်ပေးတယ်အခုလက်ရှိပေါက်နေတယ်မြန်မာနိုင်ငံမှာအသုံးအများဆုံးဖြစ်တဲ့ Facebook နဲ့ TikTok ကိုကျွန်တော်သင်ချသင်ပေးတယ်နော် Facebook ကဘယ်လိုမျိုးသုံးရမလဲ TikTok ကိုကျွန်တော်ဘယ်လိုမျိုးသုံးရမလဲအခြေခံစာပြီးသင်ပေးတယ် Facebook ဆိုလို့ရှိရင်ကျွန်တော် page ကိုဘယ်လိုထောင်ရလဲစပြီးတော့မှသင်ပေးတာအခြေခံစာပြီးတော့နော်အပြီးလို့ရှိရင်ကျွန်တော်တို့ customer ရဲ့အချက်လက်တွေဘယ်လိုဝင်ကြည့်ရမလဲအဲ့ဒါတွေကျွန်တော်သင်ပေးတယ် နောက်တစ်ခုကကြတော့ကျွန်တော်တို့ Facebook ကို Boost Running ADS Manager တုံးပြီးတော့မှကျွန်တော်ဒေါ်လာတုံးပြီးတော့ Boost Program လဲအဲ့ဒီဟာပါကျွန်တော်ထည့်ပြီးတင်ပြီးတယ်ကျွန်တော်တို့ကဒေါ်လာလေးကိုပတ်စံလေးထည့်ပြီးတော့ရော့ရော့လိုချင်ပြီး run လို့မရဘူး business လို့လဲ customer တွေရဲ့ psychology နဲ့တွဲပြီးတော့မှ business ကိုတုံးပြီးမှကြော်ညာကို random မှကျွန်တော်တို့ကထိရောက်တဲ့ marketing budget တုံးမှ marketing budget တုံးပြီးဖြစ်မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့က design နဲ့ပတ်စံထည့်ပြီးတော့ Boost run လဲဆိုလို့ရှိရင်အလကားပတ်စံပလုံသွားလိမ့်မယ်နော်မဆူကဘဲတော့တော်ပြီးလောက်ကျေးသလိုပဲရော့ရော့မင်းယူလိုက်ဆိုပြီးတော့ပေးလိုက်သူဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ကကိုတုံးတဲ့ပတ်စံ တရားတစ်ချက်တိုင်းကတန်ဖိုးရှိတဲ့တစ်ချက်ဖြစ်နေရမယ်နော်သုံးပုံသုံးနည်းမှန်ကန်နေရမယ်အဲ့တော့ကျွန်တော်က boost run ကိုတခြားလေးတင်ပေးတယ်ဒီစင်းနဲ့တင်ပေးတယ်ဗောနော်ဟုတ်ပြီအဲ့တော့ဒါကကျွန်တော်တို့သွားတဲ့ flow နော်အရင်ဆုံးဈေးကွက်အကြောင်းကိုတင်ပေးတယ်ဈေးကွက်ပြီးလို့ရှိရင်ကျွန်တော် customer အကြောင်းနားလည်အောင်တင်ပေးတယ်ဟုတ် customer ပြီးလို့ရှိရင်သူတို့ဘယ်လိုကြော်ညာမလဲဆိုတော့ကြော်ညာနည်းစနစ်ပါတယ်ပြီးရင်ကျွန်တော်တို့ social media နဲ့ဘယ်လိုမျိုးကိုယ့်ရဲ့လုပ်ငန်းကိုတိုးတက်အောင်လုပ်ရမလဲဒါတွေပါတယ်ပြီးရင်ကျွန်တော်တို့နည်းစနစ်နည်းပညာဖြစ်တဲ့ဒီ social media ကမှ boost program လဲအဲ့ဒါတင်ပေးတယ်ပြီးရင် content ကျွန်တော်တို့ Facebook တွေ TikTok တွေသုံးပြီဆိုတော့မပါမဖြစ် content ဖန်တီးရမယ် content creation content ဖန်တီးရဖို့လိုတယ် content ဖန်တီးရနေရာမှာကျွန်တော်သင်ပေးတာကဒီ content ထိရောက်တဲ့ content ဘယ်လိုဖန်တီးရမလဲအဆင့်ဆင့်ထိရောက်တဲ့ content structure ရှိရတိဆောက်ပေါ့ဟိုးကျွန်တော်တို့ content အစအနေစပြီးမှာ content အဆုံးအထိဘယ်လိုသွားရမလဲဆိုတော့ channel တွေပေါ့နော်ဒါတွေကိုကျွန်တော်သင်ပေးတယ်အဲ့တော့မပါတာတစ်ခုရှိမပါတာတော့အဲ့ဒီ video editing မပါဘူး content creation ဆိုလို့ video editing ပါမလို့မထင်နဲ့ video editing ကကိုယ့်အနေကိုလေ့လာအဲ့ဒါကြီးအရင်မခက်နေဘူးအဲ့တော့အရင်မခက်တဲ့ဟာဖြစ်တဲ့တော့ကျွန်တော်တင်တဲ့မှာမထည့်ပေးတာဘူးကျွန်တော်တင်တဲ့က sales နဲ့ marketing အကြောင်းနဲ့ marketing နဲ့ဒီ social media marketing အဲ့ပိုင်းကိုကျွန်တော်အဓိကပြုပြီးတင်ပြတာဖြစ်တဲ့အတွက်အဓိကပါဈေးကွက်ပိုင်းအောင်သွားတာတင်နှမ်းမှာတော့ဈေးကွက်အကြောင်းနားလည်ပါမယ်အကြောင်းပိုင်းနဲ့ marketing မိုက်ကိုနားလည်ပါမယ် content creation content တွေဘယ်လိုဖန်တီးရမလဲဆိုတာကိုနားလည်ပါလိမ့်မယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ join နေတဲ့ solution တော့ကျွန်တော်ပြောတဲ့အတိုင်း join လို့ရသေးတယ်ဒီမပြည့်သေးဘူးတင်နှမ်းကဘယ်လိုတင်လဲဆိုတော့ကျွန်တော် online နေပြီးတော့ကျွန်တော်ကိုယ်တိုင်တိုက်ရိုက်တင်မှာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်တင်မယ်တင်နှမ်းကတစ်ရက်နှစ်ရက်နဲ့မပြီးဘူး၃ရက်၄ရက်နဲ့လည်းမပြီးဘူးတင်နှမ်းကာလတစ်လကြာမယ် တင်နှန်းကာလာတက်လာကြမယ်။သင်ငန်းစာတွေကလည်းများတယ်။အကုန်လုံးကိုလည်းစနစ်တကျတင်ရမှာဖြစ်တဲ့အတွက်တင်နှန်းကာလာကတက်လာကြလိမ့်မယ်။ဒါပေမဲ့ဒီဘက်မှာနှစ်ရက်ပဲကျွန်တော်တင်ပါ။ဒီဘက်နှစ်ရက်တင်မယ်။စနေစနေတင်းကလေးည8နာရီခွဲတင်နှန်းချိန်ရှိမယ်။ည8နာရီခွဲနေမှာ10နာရီခွဲထိစတင်မယ်။10နာရီခွဲနေမှာ12နာရီထိတင်နှန်းနိုင်တယ်ကျွန်တော်တူးချင်းဆွေးနွေးမှာဖြစ်တယ်။စကားပြောရမှာဖြစ်တယ်။ဒါကကျွန်တော်တင်နှန်းသွားမဲ့ပုံစံ။ပြီးလို့ရှိရင်တင်နန်းကာလပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကတင်နန်းသားတွေအားလုံးကိုကျွန်တော်တူးချင်းတိုင်ပင်ဆွေးနွေးခွင့်ပေးထားတယ်တင်နန်းကာလမှာလည်း ိုတိုင်လာမေးလို့ရတယ်ကျွန်တော်ကိုတိုင်ပဲပြန်ပြီးတော့ဖြေပေးတယ်တနန်းသားတွေအားလုံးเนาะကျွန်တော်တခြားသူနဲ့တွေ့ရတာမရှိဘူးကျွန်တော်ကိုတိုင်တင်တယ်လာမေးရင်ကျွန်တော်ကိုတိုင်ဖြေတယ်တနန်းကာလာပြီးွားလို့ရှိရင်လည်းကျွန်တော်နဲ့တူးချင်းတနာကြီးပြည်ပြီးကျွန်တော် consulting ဝင်ပေးတယ်ဆွေးနွေးပေးတယ်လုပ်ငန်းကြောင်ဆွေးနွေးပေးမယ်မသိတာရှိရင်ကျွန်တော်တခြားလည်းမေးလို့ရတယ်တနန်းကကျွန်တော်တို့ကတင်ငန်းစာကိုကျွန်တော်တခြားရေးထားတာဖြစ်တဲ့အတွက်ဆောင်ဝယ်ဖြည့်လို့ဖြည့်ရမယ်တနန်းပြီးလို့ရှိရင်အဲ့ဟာကိုကျွန်တော်ပြန်စစ်ချင်လို့တနားရီကျွန်တော်ပြီးကြအချိန်ပေးရတာဖြစ်တယ်နော်လိုဝဲတဲ့ဥစားကျွန်တော်ဝိုင်းစစ်ပေးမယ်မတက်တာရှိလို့ရှိရင်မတိတာရှိလို့ရှိရင်ကျွန်တော်အဲ့နေရာမှာထပ်ပြီးရလိုဝဲတာဖြည့်ပြီးရတင်ပေးမယ် ဒါကျွန်တော်တင်တဲ့သွားတဲ့ပုံစံအဲ့လိုမျိုးကျွန်တော်ကတူးချင်းကိုတီးတဲ့အချိန်လေးပေးတယ်ကိုယ်တိုင်လည်းပြန်ပြီးတော့ဖြည့်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တင်တဲ့ကအများကြီးလက်ခံလို့မရဘူးအဲ့ဒါလေးကိုနားလိုက်ပေးစေချင်တယ်တင်တဲ့ကိုကျွန်တော်ကန့်တက်ပြီးတော့လက်ခံပေးတယ်လူပြည့်လို့ရှိရင်ကျွန်တော်လက်မခံဘူးတစ်လပိုင်းသို့မဟုတ်နှစ်လပိုင်းအတန်းကိုရှောက်သွားလိုက်မယ်အဲ့တော့လက်ရှိချိန်ထိတော့ကျွန်တော်နောက်ထပ်15ဦးလက်ခံထားသေးတယ်15ဦးပြည့်လို့ရှိရင်တော့ကျွန်တော်လက်မခံတော့ဘူးတခုပြောဖို့ကြံခဲ့တယ်တင်တဲ့ချင်းတင်တဲ့ချင်းကတော့3သိန်းပါဒါဒီအားလုံးကိုကျွန်တော်3သိန်းနဲ့တင်ရင်းမှာဖြစ်ပါတယ် နော်လုပ်ငန်းတစ်ခုလုပ်ဖို့အတွက်သုံးသိန်းရင်းပြီးတော့မှမိတ်ဆွေစမယ်ဆိုလို့ရှိရင်အသိပညာတွေအများကြီးနဲ့စလို့ရပါတယ်အဲ့တော့ကျွန်တော်တင်တန်းကိုတချို့တွေကပြောတယ်ဆရာ9လောက်ထိတန်တယ်ဟုတ်ပါတယ်တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တင်ပေးတဲ့သုံးသိန်းဆိုတာကဒီ social media marketing သွားတင်တော့မဒီတစ်ခုနဲ့တင်သုံးသိန်းပေးရတယ်ဒါမှကျွန်တော်တင်တန်းကတကယ် business တစ်ခုလုံးကိုထုံပြီးတော့ကြည့်တဲ့တော့တင်ပေးတဲ့တင်တန်းမျိုးဖြစ်တဲ့အတွက်အများကြီးတောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်မတောင်းပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းအကုန်လုံးကို ကိုယူထားတဲ့တန်ဖိုးထက်ပို့ပြီးတော့ပေးဆက်ချင်တာဖြစ်တဲ့အတွက် အများကြီးမတင်တာဖြစ်ပါတင်တန်းကြီးကို ဒါပေမဲ့ကျွန်တော်ဒီဈေးနှုန်းနဲ့အများတိုင်းလုတ်ပေးနိုင်မလားဆိုတော့ကျွန်တော်မသိကြပါဘူးလက်ရှိချိန်မှာတော့ကျွန်တော်ခွန်အားရှိသေးတယ်ကျွန်တော် energy ရှိသေးတယ်အဲ့အတွက်ကျွန်တော်ကြိုးစားပြီးတော့လုတ်ပေးနိုင်တယ်သင်ပေးနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်လက်ရှိဒီဈေးနှုန်းနဲ့ကျွန်တော်လုတ်ပေးထားပါသေးတယ်နောက်ပိုင်းကျလို့ရှိရင်တော့မပြောတတ်ပါဘူးဈေးတက်မလားပါလားကျွန်တော်အမှမခံပါဘူးအဲ့ဒီတော့ပြောစရာတော့မိတ်ဆွေ join လို့ရှိရင် join လို့ရတယ်ဆန္ဒလပိုင်း6ရက်နေ့တင်နှက်စမယ်ကျွန်တော်တို့တင်နှက်မှာပြန်တွေ့ကြမယ်နော် join နေသူကိုပြောတာ join နေသူကတော့နေခဲ့တင်မင်းမယ်ကျွန်တော်ကတော့အပြည့်အဝတင်မယ်ကိုတက်ထားတဲ့ပညာကိုအကုန်လုံးအဲ့ဒုံဖာမောက်ဆရာသားမချန်ဘူး တင်ပေးမယ်ဒါဆိုရှယ်မီဒီယာမှာ share နေတာကျွန်တော်ဗီဒီယိုကြည့်ရလို့ဆိုသိတယ်ကျွန်တော်တင်နန်းသားဟောင်းလို့ဆိုလို့ရှင်လည်းသိတယ်ကျွန်တော်ဘယ်လိုတင်ပေးလဲဆိုတာနော်တင်ပေးတဲ့အပြင်မှာလာမေးလို့ရှင်လည်းကျွန်တော်ကကိုယ့်ရဲ့မိတ်ဆွေရင်းကိုယ့်ရဲ့ညီကိုမောင်နှမတို့ကျွန်တော်ဖြေပေးရဖြစ်ပါတယ်အဲ့တော့နောက်ပြီးမှတွေ့ကြမှာထုံးစံတိုင်းနော်ဘိုင်ဘိုင်